ဒီနေ့မှာတော့ Aprozen Flower ဆိုတဲ့ကိုရီးယားဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ဆက်ရှိပလက်တွေတော်တော်လေးများတာကိုတော့ကြိုပြီးတော့ပြောထားချင်ပါတယ်။ဇာတ်ကားရဲ့အစမှာတော့ကိုတင်မောင်တယောက်ငယ်ရွယ်နှုတ်ပြော်ပြီးချောမောလှပတဲ့အစင်လေးတွေကိုသူ့ရဲ့ကိုရန်တော်အဖြစ်ထမ်းဆောင်ရန် ကိုတိုင်ကိုကြားအတိုင်းပညာရတွေကိုတင်ပေးနေပါတယ်။ကိုတင်မောင်ဆိုတာက ရှင်ဘရင်တစ်ပါးဖြစ်ပြီးရိုးရိုးဘရင်တော့မဟုတ်ပါဘူး။ ကိုတင်မောင်ကမိမတွေကိုစိတ်မဝင်စားပဲအစင်လေးတွေကိုပဲသဘောကျတတ်တဲ့ရှင်ဘရင်လေးဖြစ်ပါတယ်။အဲ့ဒီထဲကမှမောင်ကောင်းလို့ခေါ်တဲ့အစင်လေးကတော့ဘရင်ကြီးတင်မောင်ရဲ့အချစ်တော်လေးဖြစ်ပါတယ်။နောက်တစ်ခမ်းမှာတော့ဘရင်ကြီးတင်မောင်ရဲ့အစင်လေးတွေလည်းအရွယ်ရောက်လာခဲ့ပြီးမောင်ကန်ကတော့နန်းတော်မှာနေဖို့အချိန်နေမှန်တာကြောင့်စကီလေးကိုခေါ်ပြီးတော့နန်းတော်ကနေထွက်ပြေးခဲ့ပေမဲ့နောက်ဆုံးမှာတော့ဖမ်းမိသွားခဲ့ပါတယ်။ဒါပေမဲ့လည်းမောင်ကန်တယောက် ဘယင်ကြီးရဲ့အချစ်တော်မောင်ကောင်းကဘယင်ကြီးကိုတောင်းပန်ပေးလို့အသက်ဘေးကနေချမ်းသာရာရခဲ့ပါတယ်။ဘယင်ကြီးတင်မောင်လည်းမိဖုရားဖြစ်တဲ့မမလေးနဲ့အတူအချစ်တော်မောင်ကောင်းအပါအဝင် ကိုရန်တော်အများစုနဲ့ပျော်ပွဲစွာထွက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဘေးနားကနေလှုပ်ကြံရေးသမားတွေရောက်ရှိလာကြပြီးဘယင်ကြီးရဲ့ကိုရန်တော်တွေနဲ့အပြန်အလှန်တိုက်ခိုက်ကြပါတယ်။လှုပ်ကြံရေးသမားတယောက်ကဘယင်ကြီးကိုဓားနဲ့ပြစ်လိုက်တာကြောင့်အချစ်တော်မောင်ကောင်းလည်း အရှင်းအတွေ့အသက်ပင်တည်တည်ဆိုပြီးတော့ရှေ့ကနေဝင်ပြီးခံပေးခဲ့ပါတယ်။ဘရင်ကြီးလည်းသူ့ရဲ့အချစ်တော်မောင်ကောင်းကိုဓာတ်ထိသွားတာကြောင့်တတော်လေးကိုအမြင့်ရှာသွားခဲ့ပြီးရန်သူတွေကိုကိုယ်တိုင်ဓာတ်ဆွဲပြီးတော့တိုက်ခိုက်ပါတော့တယ်။ဒါပေမဲ့လည်းဘရင်ကြီးပါဓာတ်ထုတ်ခံလိုက်ရလို့နှစ်ယောက်သားစေကူတော်မူခံယူလိုက်ရပါတယ်။အဲ့ဒီလိုနဲ့ဘရင်ကြီးကိုတင်မောင်လည်းတတိပြန်ရလာခဲ့ပြီးသူ့ရဲ့အချစ်တော်မောင်ကောင်းကိုခေါ်ခိုင်းရဘေးနားကမိဖုရားကိုမှ အထာမထားပဲအချစ်ကလေး တက်တာရဲ့လားလို့မေးပါတယ်။မိဖုရားကတော့စမူစာပါပြီးဘယင်ကြီးရဲ့အလေးပေးတာကိုမခံရတာကြောင့်ဘယင်ကြီးရဲ့အချစ်တော်မောင်ကောင်းကိုစိတ်ဆိုးနေပါတယ်။ဘယင်မစိတ်ဆိုးမယ်ဆိုရင်စိတ်ဆိုးခြင်းစရာပါပဲ။စမူစာဆိုတာကအီကြာကွက်ထက်ပိုပြီးတော့ကောင်းတယ်မဟုတ်ပါလား။နောက်တစ်ခါမှတော့မိဖုရားဖြစ်တဲ့မမလေးကဘယင်ကြီးနဲ့လှေလော်ဖို့အတွက်အင်ဂျင်ချွတ်နေပြီ။ဘယင်ကြီးကတော့သူ့အနေနဲ့မိမတွေကိုစိတ်မဝင်စားကြောင်ပြောလိုက်ပါတယ်။အဲဒီလိုနဲ့ ဘရင်ကြီးတင်မောင်လည်းစမူစာမကြိုက်တာကြောင့်သူ့ရဲ့အချစ်တော်မောင်ကောင်းနဲ့ဒုတ်ဒုတ်ချင်းဓာဓာချင်းရိုက်ကြပါတော့တယ်ဘရင်ကြီးကတော့သူ့ရဲ့မိဖုရားရင်သွေးရနိုင်ဖို့အတွက်သူကစိတ်မဝင်စားတာကြောင့်သူ့ရဲ့အချစ်တော်မောင်ကောင်းအနေနဲ့မိဖုရားကြီးကိုမင်းရဲ့အီကြွေးကိုကျွေးရမည်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီလိုနဲ့မောင်ကောင်းတဲ့မိဖုရားလည်းစမူစာနဲ့အီကြွေးကိုလဲစားကြဖို့လှုပ်ကြပြီမဲ့ပထမညမှာတော့နှစ်ယောက်သားကမူနေခဲ့လို့အထမမြောက်ခဲ့ပါဘူး နောက်တကြမှာတော့တယောက်နဲ့တယောက်ကအတင်းရဲလာခဲ့ပြီးတော့အချက်ပွဲကိုအတူနှွှဲကြဖို့အတွက်စမူစာနဲ့အေးချကွေးတွေကိုအပြန်အလှန်ထုတ်ကြပါတော့တယ်။အဲဒီလိုနဲ့နှစ်ယောက်သားလည်းအပြန်အလှန်လှေလောခဲကြပြီးလှေထိုးသားဖြစ်တဲ့မောင်ကောင်းက အထောင်းကျန်းလွန်းလာကြောင်းမိဖုရားရဲ့အော်တန်တွေကိုဘယင်ကြီးကကြားပြီးစမူစာထဲသူ့ရဲ့အေးချကွေးလေးကိုနှမျောနေခဲ့ပါတယ်။နောက်တညမှာလည်းမိဖုရားကြီးနဲ့မောင်ကောင်းတို့ကလှေလောတာကောင်းကြောင်းတည်သွားကြပြီဖြစ်လို့ မောင်ကောင်းလည်းမိဖုရားရဲ့အပေါ်ကိုတက်ပြီးတော့သူ့မှာရှိတဲ့တင့်နဲ့အာရပါရလှော်ပါတော့တယ်။ဘရင်ကြီးကိုတင်မောင်ကတော့အပြင်ကနေနားဆွင့်နေခဲ့ပြီးသူ့ရဲ့ချစ်တော်မောင်ကောင်းရဲ့ထောင်းချစ်တွေကပို့ပြီးတော့အားပါနေတာကြောင့်အခန်းတကားကိုဖွင့်ပြီးတော့ချောင်းကြည့်ပါတော့တယ်။နောက်တနေ့မှာတော့မောင်ကောင်းတို့အဖွဲ့လည်းရှင်ဘရင်ကိုလှုပ်ကြံခဲ့တဲ့တူလီယိုတွေကိုဖော်ထုတ်နိုင်ဖို့အတွက်စုံစမ်းခဲ့ကြပြီးညရောက်ချိန်မှာတော့မောင်ကောင်းတယောက်မိဖုရားရဲ့စမှုစာကိုမြင်ယောင်ပြီးတော့စာလောင်နေပါတယ်။ တစ်ဖက်ကမိဖုရားကလည်းမောင်ကောင်းလှေလို့တာကြမ်းလွန်းတာကြောင့်အာအင်ချိနေပြီးတော့အဲ့ရာထဲတီကိုလဲသွားပါတော့တယ်နောက်တစ်ခမ်းမှာတော့ဘရင်ကြီးကနန်းတော်မှာပျော်ပွဲရှင်ပွဲကျင်းပနေပြီးမိဖုရားဖြစ်သူနဲ့အချစ်တော်မောင်ကောင်းကတော့စာကြည့်လိုက်တဲ့မှာစာမကြည့်ပဲနဲ့စမူစာနဲ့အီချာကွေးတွေကို အပြန်အလှန်ကြည့်ရင်လှေလော်ကြပါတော့တယ်အဲ့ဒီလိုနဲ့မိဖုရားနဲ့မောင်ကောင်းတို့နှစ်ဦးဟာဆိုရင်လေလေလော်ရတာကိုတော်တော်လေးကိုစွဲမဲ့သွားခဲ့ပြီးတော့ကြုံရင်ကြုံတယ်လို့လေလော်ရင်းနဲ့ ဘရင်ကြီးမသိအောင်ခိုးစားကြတဲ့အဆင့်တွေကိုရောက်ရှိလာပါတော့တယ်။အဲဒီလိုနဲ့တနေ့မှာတော့ဘရင်ကြီးရဲ့ကိုရန်တော်တအုပ်ဖြစ်တဲ့ကိုပိုင်ကလည်းသူ့အနေနဲ့မိဖုရားရဲ့စမှုစာကို စားခြင်းကြောင့်ဘရင်ကြီးကိုခွန်တောင်းလိုက်ပါတယ်။တညမှာတော့မိဖုရားကြီးကမောင်ကောင်းရဲ့အခန်းထဲကိုခိုးဝင်လာခဲ့ပြီးအရင်ကဆိုရင် မောင်ကောင်းကဘရင်ကြီးရဲ့စံတော်တွေကို သူ့အစားဖြည့်ဆည်းပေးနေတာကြောင့်မောင်ကောင်းကို စိတ်ဆိုးခဲ့မိကြောင်း အခုအချိန်မှာတော့မောင်ကောင်းရဲ့အီဂျာဝေးကိုကြိုက်နေပြီဖြစ်ကြောင်းပြောပြလိုက်ပါတယ်နောက်တစ်ခါမှာတော့ဘယင်ကြီးကသူ့ကိုလှုပ်ကြံခဲ့တဲ့နေရာမှာအလို့တူအလို့ပါတွေဖြစ်ခဲ့တဲ့ဝင်ကြီးတွေအားလုံးကိုတတ်ပြစ်လိုက်ပါတယ်ဘယင်ကြီးကမိဖုရားနဲ့သူ့ရဲ့အချစ်တော်မောင်ကောင်းတို့အားရင်အားသလိုကြုံရင်ကြုံသလိုလှေလော်ကြတော့ကိုတည်သွားခဲ့ပြီးမိဖုရားကြီးကိုလည်းသူ့ရဲ့ကိုရန်တော်တအုပ်ဖြစ်တဲ့ကိုပိုင်နဲ့လှေလော်ရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒါပေမဲ့မိဖုရားနဲ့မောင်ကောင်းကတော့ လှေလော်တဲ့အရာတော်ကိုမစွန့်လွတ်နိုင်တာကြောင့်စာကြည့်လိုက်ထဲမှာခိုးတွေ့ကြပြီးလှေလော်နေကြပါတယ်ခဏကြာမှတော့ဘယင်ကြီးနဲ့ကိုရံတော်တွေရောက်ရှိလာခဲ့ပြီးမိဖုရားကြီးနဲ့မောင်ကောင်တို့လှေလော်နေတာကိုမိသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ဘယင်ကြီးကတတော်လေးကိုစိတ်ဆိုးသွားခဲ့ပြီးစမူစာမကြိုက်ပေမဲ့အီချာကွေးကိုတော့ဝေမစားနိုင်ဘူးဆိုကမစားရတဲ့အီချာကွေးကိုဓာတ်နဲ့ဖြတ်ခိုင်းလိုက်ပါတယ်မောင်ကောင်လည်းသူ့ရဲ့ညီလေးပြက်သွားတာကြောင့်ငိုကြွေးနေခဲ့ပြီးနောက်ထပ်တစ်ချိန် မိဖုရားနဲ့လှေလို့လို့မရတော့တာကြောင့်ဝမ်းနဲ့နေခဲ့ပါတယ်အဲ့ဒီလိုနဲ့မိဖုရားကကိုဝင်ရှားသွားခဲ့ပြီးအချစ်တော်မောင်ကောင်းကိုလည်းအချုပ်ခန်းထဲကိုထည့်ထားလိုက်ပါတယ်ဘယင်ကြီးကတော့မိဖုရားရဲ့ကလေးကိုသူ့ရဲ့ကလေးဖြစ်လာအောင်ဆိုပြီးတော့မောင်ကောင်းနဲ့လှေလို့တော်ကိုတီးတဲ့သူမှန်သမျှကိုတုတ်တင်လိုက်ပါတယ်မောင်ကောင်းရဲ့တပည့်လေးတွေကလည်းအချုပ်ခန်းထဲကမောင်ကောင်းကိုကယ်ထုတ်သွားခဲ့ပြီးဒါပေမဲ့လည်းမောင်ကောင်းကတော့သူ့ရဲ့စမှုစာကိုမခွဲနိုင်တာကြောင့်နန်းတော်ကိုပြန်လာခဲ့ပါတယ် ဒီလိုနဲ့မောင်ကောင်းတယောက်လည်းနန်းတော်ရှိအရောက်မှာတော့နန်းတော်ရှိမှာချိတ်ဆွဲထားတဲ့မိဖုရားနဲ့သူတပည့်တွေရဲ့ဥကောင်းတွေကိုမြင်တွေ့သွားခဲ့ပြီးတော်တော်လေးကိုစိတ်ဆိုးသွားခဲ့ပါတယ်။တကယ်တော့ချိတ်ဆွဲထားတဲ့ဥကောင်းတွေကအတုတွေသာဖြစ်ပြီးမောင်ကောင်းကတော့စမူစာကြောင်းကြောင်းနေတာကြောင်းမသိခဲ့ဘဲနဲ့ဘယင်ကြီးကိုသူ့ရဲ့စမူစာကိုဖြစ်စည်းရခေါင်းလားဆိုပြီးတော့တတ်ဖို့ကြိုးစားပါတော့တယ်။အဲဒီလိုနဲ့မောင်ကောင်းလည်းဘယင်ကြီးစီကိုရောက်ရှိလာခဲ့ပြီး နှစ်ယောက်သားစမူစာကြမှာအပြေရှာမရဘဲနဲ့တိုက်ခိုက်ကြပါတယ်။ဘီယန်ဂျီနေနဲ့အချစ်တော်မောင်ကောင်းကို ရေနာနာနဲ့ဓားနဲ့ထိုးခဲ့ရပြီးအသေးမသက်သေးပဲနဲ့ကလာကားတွေလို စကားများနေတာကြောင့်မောင်ကောင်းကလည်းဘီယန်ဂျီကိုဓားနဲ့ပြန်ပြီးတော့ထိုးလိုက်ပါတယ်။နောက်ဆုံးမှာတော့ဘေးနားကကြည်နေတဲ့ကိုရန်တော်ကိုပိုင်ကတေဆုံသွားပြီဖြစ်တဲ့ဘီယန်ဂျီနဲ့မောင်ကောင်းရဲ့အလောင်းတွေကိုရှင်းခိုင်းလိုက်ပြီးသူစားကျင်တဲ့မိဖုရားရဲ့စမူစာနဲ့အတူ တိုင်းပြည်ကြီးကိုပါရရှိသွားပါတော့တယ်။ ောချင်တာကတော့အချင်းချင်းတတ်နေကြမယ်ဆိုရင်တော့ဘေးနားကကြည်နေတဲ့လူကအခွင့်အရေးရသွားမယ်ဆိုတာပါပဲ။